မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ19ရက်နေ့မှ23ရက်နေ့အထိမြန်မာအသက်ကလေး1389ခုနှစ်တရင်ကျွတ်လာပြကျော်17ရက်နေ့မှဒဆောင်မုံလာဇန်3ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမှုလေဝသအခြေအနေခန့်မှန်းချက်များကိုနေပြည်တော်မူလီဝတာနယ်ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။ဘင်္ဂလားပြည်လယ်အော်ချီနီမှာဘင်္ဂလားပြည်လယ်အော်မှာလေဖျားနဲ့ရေဝင်တဲ့ချိန်ဖြစ်ပေါ်နိုင်ပါတယ်။ ကပ်ပလီဘီလန်ပြင်းနဲ့ဘင်္ဂလားဘီလန်အော်တို့မှာတိန်နှင်းငယ်မှာတိန်တတင်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်သီးသီးတို့မှာနေရာကျကျမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အေယာဝေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ62ဒီဂရီဖာရင်ဟိုက်မှာ100ဒီဂရီဖာရင်ဟိုက်အထွန်းကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ81ဒီဂရီဖာရင်ဟိုက်မှာ90ဒီဂရီဖာရင်ဟိုက်အထွန်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှာ80ဒီဂရီဖာရင်ဟိုက်အထွန်းရှိနိုင်ပါတယ်အနည်းဆုံးဘူချိန်ချင်းနေခမ်းမန်းချက်များအနည်းငယ်ကတော့ ချင်းပြည်နယ်မှာ55ဒီဂရီဖာရင်ဟိုက်ကန်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်းပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ68ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်၊ဝွန်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေတုဆိုတိုင်းသားအချင်းဒီခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ87ရာခိုင်နှုန်းမှ87ရာခိုင်နှုန်းအတွင်းနဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ82ရာခိုင်နှုန်းမှ62ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ငွေရင်ငွေပြန်တော့အခြေအနေခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနောက်ပိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ14မီလီမီတာမှ23မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ24မီလီမီတာမှ33မီလီမီတာအတွင်းရှိနိုင်ပါတယ်။ မြေစီလွန်အောင်ရေချီနေခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှေးပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာဆူဆွေ့အခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာပြေဝအခြေအနေမှာရှိနိုင်ပါတယ်။စိုက်ပျိုးရေးမှုလို့အသာအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုယ်စိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။